မင်္ဂလာပါရှင်ဇွန်လ29ရက်တနင်္ဂနွေနေ့ရက်ဒုတိယကြပြည်ဝင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ငါးနှစ်အရွယ်မင်းကလေးအားအာရမပြူနှိမ့်ဆက်သူမွေးစားမိပါနှစ်ဦးကိုထောင်တသက်နဲ့အမြင့်ဆုံးဖြစ်တဲ့များချမှတ်တဲ့သတင်းဖြစ်ပါတယ်။ပဲခူးတိုင်းအုတ်တွင်းမြို့နယ်တွင်ငါးနှစ်အရွယ်မင်းကလေးအားအာရမပြူကျင်းနှိမ့်ဆက်တဲ့မွေးစားမိပါနှစ်ဦးကိုဇွန်လ29ရက်နေ့နောက်ပိုင်းကတောင်ငူခရိုင်တရားရုံးကထောင်နှံတသက်နဲ့အမြင့်ဆုံးဖြစ်တဲ့များချမှတ်လိုက်ကြောင်းသိရပါတယ်။ ခလေးငယ်အားအာရမပြုခြင်းကနှိပ်စက်ခဲ့တဲ့တရခန်းတင်စောဝင်အားပုံမှန်386 3အရာထောင်နဲ့တသက်တကျွန်းပုံမှန်326 3အရာထောင်နဲ့20နှစ်နဲ့ပုံမှန်325 3အရာထောင်နဲ့9နှစ်ချမှတ်ကြောင်းကျန်ရပါအဘိကူညီသူတရခန်ဖြစ်တဲ့၎င်းရဲ့ဇနီးပူပူချစ်အားပုံမှန်326အုံအရာထောင်နဲ့20နှစ်နဲ့ပုံမှန်325အုံအရာထောင်နဲ့9နှစ်ချမှတ်လိုက်ကြောင်းသိရပါဗျ။ ဦးတင်စောဝင်းနဲ့ဒေါ်ပပူချစ်တို့ဇနီးမောင်နှံဟာကလေးငယ်အားမွေးစားရန်2023ခုနှစ်ဇွန်လ9ရက်အတွင်းအဖိုးဖြစ်သူထံမှခေါ်ယူသွားခဲ့ပြီးကလေးငယ်ဟာ2024ခုနှစ်စက်တင်ဘာလတွင်အုံနောက်တဲငပြားပိုးဝင်၍ဆေးရုံတက်ကုသရာမှနှိမ့်ဆက်ညပန်းခံရသည်ကိုအဖိုးဖြစ်သူကတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်အဆိုပါကလေးငယ်မှာ2024ခုနှစ်ဒီဇင်ဘာ28ရက်နေ့နံနက်6:00နာရီခွဲတွင်တာဝန်ပြည်သူစေယုံကြီးမှစေကူတမှုခံယူနေစဉ်တည်ဆုံသွားခဲ့ကြောင်းသိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ငလင်လှုပ်ခတ်ပြီး၃လပြည့်ချိန်တွင် Skyfella ကွန်တူမှရုပ်လောင်း190တလောင်းတွေ့ရှိတဲ့တင်ဖြစ်ပါတယ်။ အင်အားဖြင့်ငလင်းလုတ်ခတ်ပြီး၃လပြည့်ချိန်တွင်မန္တလေးမြို့ရှိ Skyvella ကွန်တူမှရုပ်လောင်း182လောင်းတွေ့ရှိခဲ့ကြောင်းမြန်မာနိုင်ငံမိသက်ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရပါသည်။အစအဦးဖြူကြောင်းမှုကြောင့်ဇွန်လ29ရက်နေ့နေ့ပိုင်းအထိကြားမှခွဲခြားမရတဲ့ရုပ်လောင်း9လောင်းအမျိုးသား59ဦးအမျိုးသမီး89ဦးခလီးငယ်16ဦးစုစုပေါင်း182ဦးရဲ့ရုပ်လောင်းများကိုရှာဖွေတွေ့ရှိခဲ့ကြောင်းမိသက်ဦးစီးဌာနကထုတ်ပြန်ထားတယ်လို့သိရှိရပါသည်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ နန့်ကျမ်းချောင်းရေကြီးပြီးမိုင်းဆက်တာချီလေးကာလန်ပိတ်တဲ့တရင်ဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမိုးဆက်တိုက်ရွာသွန်းပြီးနန့်ကျမ်းချောင်းရေကြီးရေရှမ်းမှုဖြစ်ပွားတာကြောင့်ဇွန်လ29ရက်ညနေပိုင်းကစပြီးမိုင်းဆက်တာချီလေးကာလန်ပိတ်မှုဖြစ်ပွားနေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ26ရက်ကမိုးသီးထန်စွာရွာသွန်းပြီးတောင်ကြီးများကြာဆင်းလာကာကာလန်မော်ရေရောက်ရှိလာတာကြောင့် ကားလမ်းသွားလာရန်အခက်အခဲများဖြစ်ပေါ်နေခြင်းလည်းဖြစ်ကြောင်းသိရပါဗါး2024ခုနှစ်ကမိုင်းဆက်တွင်ရေကြီးစင်ကလည်းနန်းခုချောင်းတရာကျူပြီးကုန်စည်စည်းစိမ်မှုများတလားကျော်ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ရှင်ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ချင်းတွင်းမြေကြီးဟာမြို့နှမြို့တွင်စိုးရိမ်ရိမ်အထက်ရှိနေပြီးမြစ်ကြောင်းတစ်လျှောက်မြို့လေးမြို့တွင်စိုးရိမ်ရိမ်အထိရောက်နိုင်တဲ့တဲ့တင်ဖြစ်ပါတယ် ချင်းရွေးမြေဟာမြို့နှမြို့တွင်စိုးရင်ရေမက်အထက်ရှိနေပြီးမြေကြောင်တလျှောက်မြို့လေးမြို့တွင်စိုးရင်ရေမက်အထိရောက်ရှိနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညကြားမှုဦးစီးဌာနကဇွန်လ28ရက်နေ့ပိုင်းကသတင်းထုတ်ပြန်ထားပါသည်ချင်းရွေးမြေဟာဖောင်းမြေမြို့တွင်မူ၎င်းမြို့ရဲ့စိုးရင်ရေမက်အထက်သို့ပေဝက်ခန့်တွင်ရောက်ရှိနေပြီးလာမည့်တရက်တွင်သုံးလမ်းမကဲမြင့်တက်လာနိုင်ကြောင်းနှင့်၎င်းမြို့ရဲ့စိုးရင်ရေမက်အထက်ဆက်လက်တည်ရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် ဒါအပြင်ချင်းရွှေမြည်ရဟာကလေးဝမျိုးတွင်လာမဲ့36နာရီတွင်၎င်းမျိုးရဲ့စိုးရိမ်ရမှတ်သူရောက်ရှိနိုင်ပြီးမင်းကင်းမျိုးတွင်လာမဲ့တရက်တွင်၎င်းမျိုးရဲ့စိုးရိမ်ရမှတ်သူရောက်ရှိနိုင်ကြောင်းထုတ်ပြန်ချက်တင်ဖော်ပြထားပါသည်။မုံရမျိုးတွင်မူချင်းရွှေမြည်ရဟာလာမဲ့တရက်တွင်၎င်းမျိုးရဲ့စိုးရိမ်ရမှတ်သူရောက်ရှိနိုင်တာကြောင်း မော်လိုက်မြို့နယ်ကလေးဝမြို့နယ်မင်းကင်းမြို့နယ်နဲ့မုံရွာမြို့နယ်များအတွင်းရှိမြစ်ကမ်းအနီးနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုနိုင်ရန်နဲ့မိရင်းမြင့်တက်လာပါကအချိန်မီရှောင်ရှားနိုင်ရန်မူလီဝဒါနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကအသိပေးထားကြောင်းသိရှိရပါတယ်ရှင်။